channel မှာရှိနေတဲ့ငွေကြေးနဲ့အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုကဒုတိယ website mining ရဲ့ဗီဒီယိုလေးဖြစ်ပါတယ်ပထမတစ်ခုကကျွန်တော် grass ကိုလုပ်ပြီးသွားပါပြီဆိုတော့လက်ရှိ grass ကို mining လုပ်နေတော့အခုဒီလောက်မှာကျွန်တော်ဒီ node pay ဆိုတဲ့အာနောက်ထပ် website တစ်ခုကနေပြီးကျွန်တော် mining လုပ်မှာပေါ့နော်ဆိုတော့အဲ့လိုင်းနဲ့ပတ်သက်ပြီးဒီဗီဒီယိုမှာကျွန်တော်အစဆုံး guide လေးပြပေးပါမယ်ဒီဟာက grass လောက်လုံးဝမရှုပ်ဘူးအဲ့ဒါလုံးဝတေးကြပါတယ်လွယ်ပါတယ်ဆိုတော့ကြည့်ကြည့်ပါအဆင်ပြေပါလိမ့်မယ်နော်โอเคဆိုတော့ကျွန်တော်စကြရအောင် ဒီ link ကိုကျွန်တော်ရဲ့ video ရဲ့ description မှာကျွန်တော်ပေးထားပါမယ်။ ဗီဒီယိုရဲ့ description ဆိုတာကကျွန်တော်တို့ဘယ်ဗီဒီယိုပဲကြည့်ကြည့်ပေါ့နော်ဒီနေရာလေးကိုကြည့်ကြည့်ပါဒီအောက်နားလေးမှာနိုင်ဘယ်နိုင်ရှိပြီလဲဆိုရယ်ဘေးနားလေးမှာ more ဆိုတာလေးကိုနှိပ်လိုက်တယ်ဆိုရင်ဒါကကျွန်တော်ရဲ့ဗီဒီယိုရဲ့ description ပေါ့နော်အဲ့မှာကျွန်တော်ရဲ့ဒီ link လေးကိုပေးထားမယ်နောက်ကျွန်တော် comment မှာလည်းပေးထားမယ်ကြိုက်တဲ့နေရာနေဝင်လို့ရတယ်အဲ့အဲ့ဒါနဲ့အတူတူ channel မှာကျွန်တော်ရဲ့ဒီ SK mining channel မှာလည်းကျွန်တော်တင်ပေးထားပါမယ်ဆိုတော့ကြိုက်တဲ့နေရာနေဝင်ပြီးတော့ join လို့ရပါတယ် okay အဲ့ဒါဆိုရင်ဘာလို့ရမှာလဲဆိုတော့ကျွန်တော်စပြီးတော့ပြောပြပါမယ်နော်ဆိုတော့ link ကိုကျွန်တော် copy လုပ်လိုက်မယ် browser တခုတည်းကိုသွားလိုက်ပါသူကဘယ် browser မဆိုသွားလို့ရတယ်เนาะသူက chrome နဲ့လည်းရတယ်ဘာမှပြဿနာမရှိဘူးဒီ message browser သုံးဖို့အတွက်အရေးမကြီးဘူးဆိုတော့ကျွန်တော်ပထမဆုံးဒီအရောဘာလုပ်အောင်မလဲဆိုတော့ပြပြလိုက်ပါမယ်ပထမဆုံးကျွန်တော်ဒီမှာဝင်လိုက်ပြီဆိုတာနဲ့ဟို register လုပ်ရမှာပေါ့เนาะ register လုပ်ဖို့အတွက်ကိုပေါ်လာမယ်အဲ့မှာကိုယ်ရဲ့ email ထည့်မယ် username ထည့်မယ် password ကိုနှစ်ခေါက်ထည့်မယ် referral လုံးက referral code ကဒါကျွန်တော်ရဲ့ referral code ဖြစ်လိမ့်မယ်အဲ့ဒါလေးကိုထည့်ထားရဲဆိုတော့ကျေးဇူးများကြီးတင်ပါတယ်ထည့်ထားလို့ဟိုသူက auto parlor လိမ့်မှာပေါ့နော် link ကနေ join နေဆိုရင်အကယ်၍ကျွန်တော် referral link မလိုချင်လို့ဆိုရင်လည်းဖြတ်လိုက်လို့တော့ရပါတယ်ပြဿနာမရှိဘူးဒါပေမဲ့ဝင်ပေးရဲဆိုကျေးဇူးများကြီးတင်ပါတယ်အဲ့ဒါပြီးတော့ဒီညလေးကိုကျွန်တော်နှိပ်မယ် proof uh verify your human so how ပြီးတော့ in my register လေးကိုနှိပ်လိုက်မယ် okay အဲ့မှာကျွန်တော်တစ်ချက်တော့သတိထားစေချင်တာက password ကိုကြည့်ပါနော် one lower case uh, character uh, one special character one upper base character နောက်ပြီးတော့အင်ကြာအနည်းဆုံး၈ခုပေါ့နော်ဆလုံးအချီဆလုံးအသေးနောက် special character ဆိုတော့ကျွန်တော်ဒီလိုမျိုးဟာလေးတွေကိုပြောတာဒီလိုမျိုးဟာလေးတွေကကြိုက်တာတစ်ခုထည့်လို့ရတယ်ဆိုတဲ့ပုံစံပေါ့နော်ဆိုတော့အဲ့လိုမျိုးလေးနဲ့အဲ့ဒါ password လေးကိုထည့်ပြီးတော့ဒီဟာလေးကိုဖွင့်လိုက်တယ်ဆိုရင်ကျွန်တော် registration complete ဖြစ်သွားပါလိမ့်မယ် registration complete ဖြစ်သွားပြီလောကကိုရဲ့ email လေးပဲထည့်ပြီးတော့ပြီးသွားပြီဆိုရင် ဒီ Play Store မှာလာပြီးတော့ search လုပ်ရတဲ့ညမှာ Note Pay ဆိုပြီးတော့လိုက်ပြီးတော့ရိုက်လိုက်ပါเนาะရိုက်လိုက်ပြီးဆိုရင်ဒီညမှာ Note Pay ဆိုတဲ့ဟာလေးကိုတွေ့လိုက်မယ် install လုပ်လိုက်မယ်သူက iOS သမားတွေတွက်လဲရှိတယ် Android သမားတွေတွက်လဲရှိတယ်ဆိုတော့နေရလောအတွက်အဆင်ပြေပါတယ်ကွန်ပျူတာနဲ့လောက်တာပိုကောင်းတယ်ဒါပေမဲ့ကျွန်တော်တို့အခုဖုန်းနဲ့ပဲပြပေးမှာပေါ့เนาะကျွန်တော်ကွန်ပျူတာမှာ screen recording တွေပါတယ်ကျွန်တော်ဘာမှလုပ်ဖို့အတွက်ကို setup မလုပ်ရသေးဘူးအားဒါကြောင့်ပါဒါပေမဲ့လွယ်ပါလေလောရမှာချင်းအကုန်လုံးတွေ့ရ login လေး win line ရပြီဆိုတဲ့သဘောပါ Okay application ပြီးတာလေးကိုကျွန်တော်ခဏဆောင်းလိုက်မယ် Okay အဲ့ဆိုရင်ကျွန်တော် open လုပ်လို့ရပြီအာ Xiaomi ကတော်တော် security တွေတင်းကျပ်နေပါလား Okay အဲ့ဆိုရင်ဒီမှာကျွန်တော် open လုပ်လိုက်တယ်ဆိုရင်ဒီမှာကြည့်ပါအခုတော့ကျွန်တော်ဘယ် email တော့မို့လဲ username နဲ့ register လုပ်ထားလဲ ။ Now အဲ့ဒီ password ကိုလည်းကျွန်တော်ထည့်လိုက်မယ်။နောက်တစ်ခုကဒီမှာ remember me ဆိုတဲ့ဟာလေးကိုဖွင့်ထားလိုက်ပါနော်။ဒီလိုမျိုးဖွင့်ထားလိုက်ပါ။အဲ့ဒါဆိုရင် login ခဏခဏဝင်နေကြမလို့တစ်ခါတလေမှဝင်ရမှာဆိုတဲ့သဘောမျိုးခဏခဏကျွန်တော် login ဝင်နေရလိမ့်မယ်။အဲ့ဒါဆိုရင်ကျွန်တော် username နဲ့ password ကျွန်တော်ထည့်လိုက်မယ်ပြီးရင်ကျွန်တော်ဝင်ပြပါမယ်နော်။ okay ဒီမှာကြည့်ပါကျွန်တော်ဒီ application နဲ့ထဲထဲကိုရောက်သွားပြီဒါကျတော့ website ကနေပြီးတော့ဝင်ပြီးတော့ mind လုံးစရာမလိုတော့ဘူးတော့ကျတော့ဒီ application ပေါ့เนาะ အဲ့ဒါဆိုရင်ဒီမှာအထက်ထဲမှာဘာတွေရှိမလဲဆိုတာရှင်းပြမယ်ပထမဆုံးကျွန်တော်ဝင်လိုက်တယ်ဆိုရင်တော့အကုန်လုံးကတော့0တွေပဲပေါ်နေလိမ့်မယ်ဘာမှပြဿနာမရှိဘူးဒါပုံမှန်ပဲဒီနေရာမှာကြည့်ပါနော် next block complete in တနိုင်ဆိုပြီးတော့ပြထားတယ်ပေါ့ကျွန်တော်တို့ကစုစုပေါင်းဒီမှာ ship block ရလိမ့်မှာပေါ့နော် ship block မရခင်အရင်ဆုံးမလဲ ship block ရတဲ့အချိန်မှာကျွန်တော်ဒီကောင် claim လုပ်ပေးရမယ်အဲ့ဒါပြီးသွားမှနောက်ထပ် block လေးတွေကိုတို့ဘက်ကတော့ပြန်ပြီးတော့လုပ်ပေးနိုင်မယ်ပြီးအချိန်တိုင်းကျွန်တော်ပြန်ပြီးတော့ဝင်ပြီးတော့ claim လုပ်လို့ရတယ်ဆိုတဲ့သဘောပါဆိုတော့အကြီးဒီကောင်ပြည့်သွားလို့ကျွန်တော် claim မလုပ်မိဘူးဆိုရင် ဒါသူကရက်နေလိမ့်မယ်ဆိုတဲ့သဘောအဲ့ဒါကို claim လုံးမရှိကိုဆက်သွားမယ်ဆိုတဲ့ပုံစံပါเนาะအဲ့ဒါလေးကိုတစ်ချက်တော့တတိထားစီခြင်းပါတယ်ဒီမှာကြည့်ပါ daily claim ရှိတယ်တရက်တစ်ခါဝင်ပြီးတော့ဒီဟာလေးကို claim လုပ်ပါအဲ့ဒါဆိုရင် point 100ရရမယ်အဲ့ဒါပြီးတော့ဒီမှာ referral program ရှိတယ် referral program မှာကဟိုဘယ်နှယောက်ကို join ခိုင်းရင်ဘယ်လောက်ရတယ်ဆိုပြီးတော့သူတို့ဘက်ကပြထားတာလေးတွေတော့ရှိပါတယ် okay 100 point for every successful referral အာ grass လို့မျိုးမဟုတ်ဘူးသူကစပြီးတော့တရက်ဝင်နေဆိုတာနဲ့100 point ရမယ် being plus the town point with every 10 10th successful referral so ဆယ်ယောက်မြောက်တွေဖြစ်တယ်ဆိုရင်ကျွန်တော်တထောင်အပိုရမယ်ဆိုတဲ့သဘောပါเนาะ so referral လေးကတော့ကောင်းပါတယ်ဒါပေမဲ့ဒါလည်းရှိဒီမှာ expire ဖြစ်နေလို့ပြရတယ်ဆိုတော့ဘာဖြစ်လို့လဲတော့ကျွန်တော်လည်းမပြောတတ်သေးဘူး okay ရတယ်ခေစားမရှိဘူးအရှိတ်ဆက်သွားရအောင်ဒီမှာ mission and reward တဲ့ထဲမှာ ကျွန်တော်ဒီကောင်လေးတွေ claim လုပ်လို့ရလိမ့်မယ်အချိန်တိုင်းဒီမှာကြည့်ပါ connect your discord ပေါ့နော် discord ကိုချိန်တယ်ဆိုရင်ကျွန်တော်တို့ရလိမ့်မယ်ဒါတွေက coming soon နေပါပြီးရင် connect your x twitter connect လုပ်ရမယ်ပြီးရင် email verify လုပ်ရမယ်ပြီးရင်ဒီမှာ twitter မှာ follow လုပ်ရမယ်အဲ့လိုမျိုးလေးတွေရှိတာပေါ့နော် okay ဆိုရင်ကျွန်တော် mining လုပ်တဲ့အဆင့်တီကိုတွားရအောင် mining လုပ်ဖို့အတွက်ကဒီမှာ dashboard အထည်တွေကိုကျွန်တော်လာလိုက်မယ်တနေ့လေးအောက်ဆင်းကြည့်ပါဒီမှာ you have not uh well you you don't have any uh, connected network yet ဘောနော်အဲ့ဒါလေးကို connect ကျွန်တော်နှိပ်ကြည့်လိုက်မယ် အဲ့ဆိုဒီမှာကြည့်ပါ Chrome ကနေပြီးတော့ extension တစ်ခုကို download လုပ်ခိုင်းတယ်အဲ add to desktop ပေါ့နော်ကျွန်တော်လုပ်ကြည့်လိုက်မယ် okay add to desktop ရခဏလေးစောင့်ပေးပါမယ်နော် sorry ပါကျွန်တော်ပြောတဲ့နေရာမှာတစ်ချက်လိုသွားတာသူကကြတော့ extension ထည့်ရမယ်ဆိုရင်ကျွန်တော်ဒါ uh chrome နဲ့မရတော့ဘူး chrome နဲ့မရဘူးဆိုတော့ကျွန်တော်ဒါ uyo ဒီကောင်းတော့ install ကတော့လုပ်ထားမယ်ဒါပေမဲ့ကျွန်တော် message browser နဲ့ပဲသွားမယ်ဆိုတော့ပုံပေါက်သွားလိမ့်မယ်เนาะဆိုတော့ message browser တွေကိုကျွန်တော်ပထမဆုံးပြန်ပြီးတော့ဝင်လိုက်ပါအဲ့ဒါပြီးသွားရင်ကျွန်တော် login ဝင်လို့ရမယ့်နေရာလေးရှိလိမ့်မယ် login ကျွန်တော်ဝင်ပါမယ်เนาะခဏလေး login ဝင်တဲ့နေရာလေးသွားလိုက်မယ်ဒီမှာ website လေးကိုကြည့်ပါเนาะ app .notepay.ai/login အဲ့ဒါလေးကိုကျွန်တော်ရိုက်ပြီးတော့ဒီမှာ email နဲ့ password လေးကိုပြန်ပြီးတော့ထည့်လိုက်ပါမယ် โอเคဒီမှာကျွန်တော်ဖွင့်သွားပြီဆိုရင်ဒီနေရာလေးကိုလာမယ်เนาะ network connection ဆိုတဲ့နေရာကိုလာမယ်ဒီမှာ connect ကိုနှိပ်လာနဲ့ဒီ mrs browser အထဲထဲမှာပဲကျွန်တော်မှာ add to chrome ဆိုပြီးတော့ပထမဟို grass လောက်ခဲ့တဲ့လူတွေကတော့ဒီဟာကိုသိမယ်ဆိုတော့ဒီဟာ add to chrome ဆိုတဲ့ဟာလေးကိုကျွန်တော်နှိပ်လိုက်မယ် okay လေးကိုနှိပ်လိုက်ပါမယ်ခဏလေးစောင့်မယ်음 sorry ကျွန်တော်လက်တွေမြန်နေလို့ โอเคဒီမှာ remove from chrome ဆိုပြီးတော့ပေါ်ပါပြီဆိုတာ browser ထဲမှာ extension add ဖြစ်သွားပြီဆိုတဲ့သဘောပါเนาะဆိုတော့ extension ကိုဘယ်နေရာနေပြီးတော့ကြည့်ရလဲဆိုတော့လည်းကျွန်တော်တခါတည်းပြပေးမယ်ဒီနေရာလေးကိုဝင်လိုက်ပါအဲ့ဒါပြီးတော့ဒီမှာ extension ဆိုပြီးတော့ရှိတယ်နော် extension ကိုဒီနေရာနေပြီးတော့လည်းကျွန်တော်ကြည့်လို့ရတယ်ဒါပေမဲ့ဒီနေရာမှာပေါ်နေတယ်ဆိုရင်တော့ဒါအလွယ်ဆုံးပေါ့ဒီကနေတိုင်းပြီးတော့ကျွန်တော်တို့ဝင်လို့ရပါတယ်ဒီနေရာလေးမှာနော် okay ဒါဆိုရင်ဒီနေရာလေးကိုနှိပ်ပြီးတော့ရင် note pay extension ကိုကျွန်တော်နှိပ်လိုက်မယ် အဲ့မှာကျွန်တော် login ပြန်ပြီးတော့လုပ်ရလိမ့်မယ် so login ကတော့ပထမတစ်ခေါက်တော့ကိုတော့နည်းနည်းပို့လောက်ရတာပေါ့နော် okay ဒီမှာကြည့်ပါအခုတော့ကျွန်တော် login လုပ်ပြီးသွားပြီဆိုတော့ဒီနေရာလေးမှာကျွန်တော်တို့ရဲ့ connection လေးပေါ်လာပြီပေါ့နော် တခုကကျတော့80ရာခိုင်နှုန်းနောက်တစ်ခုကကျတော့81ဆိုတော့ကျွန်တော်လက်ရှိတခုနဲ့ပဲချိန်ထားတယ်ဒါပေမဲ့ကျွန်တော်ထင်ဒီကနေပါ run နေလို့လာတော့မပြောတတ်ဘူးအဲ့ဒါကြောင့်နောက်ခုဖြစ်လာလာတော့ကျွန်တော်အတိအကျတော့မပြောနိုင်ဘူးဒါပေမဲ့လည်းရတော့ရနေပြီပေါ့နော် okay ဒီမှာ network earning is uh, only available on desktop so desktop မှာလည်းကျွန်တော်ဒီ network ending လုပ်လို့ရသေးတယ်เนาะ now desktop မှာဆိုတော့ laptop မှာ computer မှာပြောတာ computer နေပြီးတော့လောက်တာကိုကျွန်တော်ပို့ပြီးတော့သဘောကျပါတယ်ဒီမှာဆိုရင် phone တွေပါရင်နည်းနည်းပူတာတို့သို့မဟုတ်လဲကိုကအပြင်နေပါတယ်သွားလို့ wifi နဲ့မချိမိတဲ့အချိန်ကျရင် data တွေစားလိုက်မှာစိုးရင်ရတယ်ဆိုတော့ computer ရှိတဲ့လူကတော့ပို့ပြီးတော့အားတာတာပေါ့เนาะ computer ရှိတဲ့လူကလည်းလွယ်တယ်ဒီကောင်လေးကိုကျွန်တော်ဒီ website လေးကိုရိုက်ပြီးတော့ထည့်လိုက်မယ် login လေးလုပ်လိုက်မယ်အဲ့ဒါပြီးသွားရင်အထက်မှာနည်းနည်းလေးဝင်ပြီးတော့လောက်ရရှိတာလောက်လိုက်တယ်ဆိုရင် okay ပါပြီပေါ့เนาะသူကတန်းပြီးတော့ network ချိန်သွားလိမ့်မယ်ဆိုတဲ့သဘောပါဆိုတော့ PC နဲ့ပတ်သက်ပြီးကျွန်တော်လိုအပ်တဲ့အချက်လေးတွေကိုကြာတော့ဒီ grass မှာကျွန်တော်စာရိုက်ပြီးပေးလို့မျိုးပဲကျွန်တော်ရဲ့ Telegram channel မှာပေးပေးထားပါမယ်เนาะလက်ရှိဗီဒီယိုလေးကတော့ကျွန်တော်ဒီလောက်မှာပဲတင်လိုက်လို့ရပါပြီဒီမှာ connect discord တွေပါတယ်ကကိုယ့်ကိုအချိန်တိုင်းလှုပ်လိုက်လို့ရတယ်ဘာမှပြဿနာမရှိဘူးဒီမှာကျွန်တော်ရဲ့ IP တွေပါတယ် address တွေပါတယ်တက်လာပြီပေါ့เนาะအခုမှဒီနေ့မှစလုပ်ထားတော့ ဒါနည်းနည်းထပ်ပြီးတော့လေးလာမှလေးတွေရှိတယ်။နောက်ဒါပထမဆုံးရှင်ဝင်ပြီးတော့တခါတည်းလုံးမှပဲလုတ်ပြလို့ရတာ။ဟိုကျွန်တော်အကောင့်တွေကတစ်ခုပဲသုံးတယ်။နှစ်ခုသုံးခုတွေသုံးတာတွေမရှိဘူးဆိုတော့ဟိုတစ်ခေါက်ကိုယ့်အကူကြိုပြီးတော့ဝင်လုတ်ထားပြီးတော့မှကျွန်တော်ပြမယ်ဆိုတာအဆင်မပြေတာတွေရှိတယ်။အဲဒါကြောင့်ကျွန်တော်တခါတည်းလုတ်ပြလာပါနော်။ဒီဟာနဲ့ပတ်သက်ပြီးတစ်ခုတခြားထူးတဲ့သိရတယ်ဆိုရင်ကျွန်တော်ပြောပြပါအောင်မယ်။ project လေးကတော့ကောင်းတယ်၊ကြိုက်တယ်ဆိုတော့လုတ်ထားပါ။နောက်လွယ်လဲလွယ်ပါတယ်နော်။အဲကျေးဇူးများတင်ပါတယ်ကြီးပေးတဲ့အတွက်။